ကောင်မလေးကလမ်းခွဲခဲ့တာကိုမကြည်နဲ့လို့ဆိုပြီးကောင်မလေးရဲ့ဓာတ်ပုံတွေနဲ့ HD ဗီဒီယိုတွေကိုလိုက်ဖြတ်နေတဲ့အမျိုးသားမင်္ဂလာပါပရိသတ်ကြီးရင်ကောင်မလေးရဲ့ HD ဗီဒီယိုတွေကိုအမေအဖေအကိုတွေအပြင်တငယ်ချင်းအသီးတွေပါမကြံလိုက်ဖို့နေခဲ့ပြီးတော့အောက်တန်းကျတဲ့လောရက်တွေကိုလုံးနေခဲ့တာကြောင့်ကောင်မလေးကိုယ်တိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာရတဲ့အထည်ဖြစ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ကာယကံရှင်မင်းကလေးရဲ့ပြောပြချက်အရာ ်ညီမနဲ့ညီမကောင်းလေးကအရင်ကတည်းကအခင်ခဲ့ရာကနေရီစားတွေဖြစ်ခဲ့တာပါတွဲနေစဉ်ကာလအတွင်းသူ့အတိအကိုတယောက်နဲ့သူတွဲလုံနေတဲ့အလုံးမှာအတိအကိုကရှယ်ယာတွေပြန်တောင်းနေတာမို့ပြန်အန်းကျင်တဲ့အတွက်ညီမကိုရှယ်ယာတွေထည့်ခိုင်းပါတယ်ညီမကအမေရဲ့လက်ဝတ်လက်စားတွေပဲရှိပြီးပတ်စံအပိုမရှိတာမို့ပေါင်ပြီးရင်ပေးဖို့ရှယ်ယာတွေကိုလည်းညီမကို ခွဲပေးမှဖြစ်ပြီးအတိုးတွေကိုလည်းသူပေးပါမယ်အလောက်ကလည်းရပ်ပိုင်းမဲကြမှာမို့စိတ်မပူဖို့ပြောခဲ့ပါတယ် ညီမလည်းသူပေးမဲ့အမျက်ကိုမတ်တာရောသူကဒီအလုပ်ထဲမှာငွေတွေအောင်းနေတာမို့ဒီအလုပ်ဖြစ်မှအဆင်ပြေမှာမို့ကူညီပေးဖို့ဆိုပြောလာခဲ့တာကြောင့်25ရက်6လ2024မှာ350 25ရက်10လ2024မှာ350ပြီးခဲ့တာပါကြားထဲမှာလည်း3350တင်းချင်းယူတာကလည်းခဏခဏပါ အလုပ်ကတပတ်တပတ်နဲ့စောင့်နေရင်းကနေလားတွေကလည်းကြာလာအတိုးတွေကလည်းမပြီးလို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးခဏခဏစကားများရန်ဖြစ်ခဲ့ကြပါတယ် သူနဲ့ကိုက LTRS မို့လို့ရန်ဖြစ်စကားများတိုင်းဖုန်းထဲကနေအတိစဲတာပါမနက်မိုးလင်းတာနဲ့ပြဿနာကိုတမျိုးမဟုတ်တမျိုးရှာပါတယ်တငယ်ချင်းတွေနဲ့ပြင်ဦးလင်သွားရင်လေကူးချက်ချင်းစင်ခဲ့ဆိုပြီးပြန်မစင်းမလာမချင်းအေးစေးမနေရအောင် ရန်တွေလှုပ်ပြီးတော့ပြဿနာတွေရှာခဲ့တာပါညီမတို့နှစ်ယောက်ရန်ဖြစ်တဲ့အခါတိုင်းမှာလေသူ့ဘက်ကအမြဲတမ်းလက်ပါတက်ပြီးတော့တွေးတဲ့အရာနဲ့ကောက်ပေါက်တက်ပါတယ်တရက်ကသူနဲ့အတူရှိနေတော့တငယ်ချင်းတွေကဖုန်းဆက်ခေါ်တော့ နာသွားလိုက်အောင်ပဲပြောလို့အခန်းထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုထုခွဲပြီးတော့ခုံတွေကိုလည်းရိုက်ချိုးပါတယ်။လက်တစ်ဖက်ကလည်းလေဘင်းကိုညှစ်ပြီးကြံတဲ့တစ်ဖက်ကခုံကိုရိုက်ချိုးလို့ကျိုးတဲ့အခွန်နဲ့ထောက်ထားပြီးသူတို့နဲ့လိုက်သွားရင်ထိုးတတ်မယ်လို့ပြောပြီးတော့လှုပ်ခဲတာပါ။တခါကလည်းအလုတ်ကိစ္စနဲ့မြေပြေတော်မှာစုံကြရင်းနဲ့စကားများကြပါတယ်။အဲ့ဒီမှာစိတ်တိုးလို့ညီမကစကားမပြောဘဲဖုန်းကြည့်နေခဲ့တာပါ။အဲ့ဒီမှာသူ့ကိုစကားမပြောလို့ဆိုပြီးပြဿနာဆရှာတာပါ။ ပစ္စည်းတွေ꿰ပြီးတော့ TV ကိုရိုက်ခွဲမဲ့ဆိုပြီးလှုပ်လို့မလှုပ်ဖို့စွဲတာကိုစောင့်တွန်းပြစ်ပြီးတော့ခုံနဲ့ကန်ရိုက်ခဲ့တာပါလူကုံမရိုက်မီတော့ဘိုက်ကိုအကြိမ်ကြိမ်စောင့်ကန်ပါတယ်လက်ပင်တွေလည်းညှစ်ပြီးသပင်တွေလည်းစောင့်ဆွဲတာပါပြီးကြတော့ကားပေါ်ကိုခေါ်သွားပြီးတော့လက်တစ်ဖက်နဲ့ကားစီဒီယာတိုင်းကိုကင်ပြီးလက်တစ်ဖက်ကသပင်ဆွဲပြီးတော့ကောင်မစောင့်စကားပြောတတ်အောင်သင်ပေးမယ်ဆိုပြီးတော့ကားကိုအသေးမောင်းတာပါထိုင်ကုန်ကပတ်ပတ်မထားမှန်းသိတော့ကားကိုအချိန်နဲ့မောင်းလိုက် ဘရိတ်အုပ်လိုက်နဲ့အကျဉ်းချင်းလုတ်ခဲတာပါအဲ့လိုတွေကြောင့်ညီမဘက်ကပြက်လိုက်ပြီးအဆက်အသွယ်မလုပ်ဘဲနေတော့ညီမတငယ်ချင်းတွေနဲ့စုနေတဲ့စီထိလိုက်လာပါတယ်အပြင်မှာစကားပြောချင်လို့လိုက်ခဲဖို့ခေါ်တာမလိုက်ချင်ပါဘူးလို့ညင်းလို့ပါဇက်ပိတ်ပြီးလေကားကနေဆွဆွဲခေါ်တာပါ လေကားလက်ရဲနဲ့မျက်နှာနဲ့ရိုက်မိပြီးသွေးတွေထွက်လာလို့အော်ပြီးတော့အကူညီတောင်းတဲ့အချိန်တငယ်ချင်းတွေက ရောက်လာပြီးစကားကိုအေးဆေးပြောဖို့ဒီလိုမျိုးတွေမလုပ်ဖို့ကူပြောပေးခဲ့တာပါ တွဲနေစဉ်တစ်လျှောက်လုံးညီမပတ်စံတွေကိုပဲသုံးတဲ့အပြင်သူရိုက်ချိုးတာတွေကိုရောရရိုက်နှက်ဆဲဆိုခံရတဲ့အပြင်အမဲစိတ်ဆင်းရဲကိုဆင်းရဲနဲ့ငိုယိုနေရတာမို့ညီမဘက်ကလမ်းခွဲခဲ့တာပါအဲ့ဒါကိုဖောက်ပြန်ခြင်းလို့လမ်းခွဲပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လမ်းလဲခွဲမပြီးပတ်စံတွေလည်းမပြီးတဲ့အပြင်ညီမရဲ့ကွန်တက်တွေကသူတွေကိုလည်းမိသားစုဖုန်းတွေကိုမှတ်ထားပြီး Telegram ကနေတစင်ပြဿနာတွေလိုက်ရှာညီမမသိအောင်ခိုးရိုက်ထားတဲ့ HD တွေကိုအကုန်လိုက်ပို့နေတာပါ သူတွေ့ကျင်တဲ့အချိန်ခေါ်တာလာရင်လားမလာရင်ဆောက်ချက်ကွဲမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်နေတာပါမိသားစုတိမှဆိုလို့အမျိုးမျိုးတောင်းမှန်နေပြီမယ်ဘလို့မှလက်မခံမဲနေတိုင်းချင်းချောက်ခံရပြီးတော့အကြက်ကင်ခံနေရတာပါ သူ့မှာအဖေမရှိပဲအမေနဲ့ညီမလေးပဲရှိတာမို့ကိုချင်းစာဖို့ပြောရင်သူ့ဘဝနဲ့သူခံငါခံရတာမဟုတ်ဘူးလို့ပြန်ပြောတတ်တာပါဘလောက်ထိတောင်အောက်တန်းကြလဲဆိုရင်အဲ့ဒီဗီဒီယိုတွေကိုညီမအဖေကိုပြပြီးဘလို့ခံစားရလဲဆိုတာသိကျင်တာပါတယ် စိတ်ဆင်းရဲကိုဆင်းရဲနဲ့အကြိမ်ကြိမ်သက်သေဖို့ကြိုးစားပြီးမယ်။ကိုမရှိရင်ဒုက္ခရောက်မဲ့မိသားစုကြောင့်အတင်းပြီးနေနေရတာပါ။ညီမနဲ့ပြက်ပြီးသူ့မှာရင်းစားလဲရနေပါပြီ။အဲ့ဒါကိုတတ်တတ်မဲ့အောက်တန်းကြနေတာပါ။ညီမကြောင့်ပစ္စည်းတွေလည်းဆုံးရှုံးအချက်လဲရစေမိလို့မိသားစုကိုတောင်းပန်ပါတယ်။ရှက်လဲရှက်မိပါတယ်။ဒီအလုပ်တွေလုပ်တယ်ဆိုတာကလည်းညီမကိုချိုးအတွက်မဟုတ်ပဲမိသားစုကိုအဆင်ပြေပြေထားခြင်းနဲ့စေစနာနဲ့ပါ။ အောက်တန်းစားရဲ့အကြောင်းကိုအကုန်လုံးကိုသိစေခြင်းလို့တင်ရခြင်းဖြစ်ပါတယ်။ပြီးတော့ချင်းချောက်ရိုင်းနှက်ခဲ့တဲ့အတွက်လည်းသက်ဆိုင်ရာကနေအေးအေးယူမှာပါဟုဆိုကောင်းကိုတိုင်ခန်းစားခရရသူမင်းကလေးကရင်ဖွင့်ပြောကြားထားတာပဲဖြစ်ပါတယ်။အခုလိုလောရက်တွေကိုကျူးလွန်ခဲ့သူကတော့စီတူလင်ဆိုတဲ့အမျိုးသားဖြစ်ပြီးတပတ်မင်းကလေးအပေါ်မှာမညာမတာနဲ့လောရက်တွေကိုလုပ်ခဲ့တာကတော့အတော်လေးကိုယုံရှားစရာကောင်းတယ်လို့ပြသနေတာပဲဖြစ်ပါတယ်။